ငလေးမှာတင်းထောင်ချီလူခဲ့ပေမဲ့ပရာဟိတမင်းသမီးရဲ့လူခေါင်းစံတက်ကခုမကြွားတဲ့အီတင်ကိုမင်္ဂလာပါပြိသက်ကြီးအီတင်ကိုဟာဘယ်မျိုးသားကမှအမကိုပဲတယောက်တည်းရက်တည်နေစီးပွားလုပ်ငန်းရှင်တရားဖြစ်ပါရင်တားဖြစ်သူနဲ့ချွေမကိစ္စကြောင့်လူတီများကပွဲဖြစ်ခဲ့ရပေမဲ့စီးပွားလောကမှာတော့သူမောက်ရှင်နိုင်သူရှားပါရင်ဒါအပြင်အီတင်ကိုကကိုပိုင်စီးပွားလုပ်ကအရန်ကိုချမ်းသာနေရဖြစ်ပါရင်ကြီးကြီးတက်ချမ်းသာနေတယ်လို့ ပေကန်ရရောသူတရားလည်းဖြစ်ပါတယ်။အေတင်ကွာချမ်းသာချောင်းကိုချပြပေးမယ်။လူတန်းတဲ့ပုံမှာဂုံယူကြွားရမျိုးမရှိပါဘူး။ပြီးခဲ့တဲ့ငလင်ကာလမှာဆိုလေအေတင်ကိုတရားပေကန်ရရောတာကိုလူတန်းအမြင်တွေ့ခဲ့ရဖြစ်ပါတယ်။ငလင်ဘေးမှာမန္တလေးကအဆိုးဝါးဆုံးခန်းစားခဲ့ရပါတယ်။အေတင်ကိုရဲ့အင်ကတော့ငလင်တောင်အရင်ကြီးမခန်းစားရပါဘူး။ဒါကြောင့်ညနေထွက်ကြည့်လိုက်ချိန်မှာပဲမထင်မှန်ထားလောက်အောင်စိုးရမြင်လိုက်ရချိန်မှာသူ့အနေနဲ့ရှမ်းကိုတရာတရာထက်တန်ခဲ့ပါတယ်။ ချက်ချင်းဆိုသလိုကုညီနန္နာတို့စီစဉ်ခဲ့ပါရင်ဒါအပြင်အေတင်ကိုကတရက်မှာလူရောက်တထောင်ဆောင်ကိုရန်ချက်ပြုတ်ကလူပေးခဲ့ပါရင်ဒီလိုလူတဲ့အကြောင်းကိုလေဘသူမှအတိမပေးခဲ့ပါဘူးတိတ်တဆိတ်သာလူခဲ့တာဖြစ်ပြီးအချိန်ကြာမှထုတ်ပြောလာခဲ့တာပေါ့နောက်ရက်တွေမှာအေတင်ကိုကလူတွေဘာလို့အဲ့လေတေချာလိလာခဲ့ပါရင်တခြားပရဟိတသမားတွေကအိမ်တွေသာဆွလူနေရမှုအေတင်ကိုကဖြုတ်ဖြတ်ရေးကိုလူပေးဖို့စီစဉ်ခဲ့တာပါ သူ့ပိုင်းနဲ့ဖတ်ဖိုးတွေနဲ့တူတခြားဆရာတော်တွေပိုင်းဆိုင်တဲ့ဖတ်ဖိုးတွေကိုယူကဖြိုဖျက်ခဲ့ရဖြစ်ပါသည်။အေတင်ကွာ စကိုင်းမှာစတင်ကဖြိုဖျက်တာကိုစတင်ခဲ့ရဖြစ်ပါသည်။စကိုင်းမှာဖြိုနေတဲ့အချိန်တချို့ကလေပေးမဖြူတာမို့ဒုက္ခတွေလည်းရင်ဆိုင်ခဲ့ရပါသေးတယ်။ဒါပေမဲ့အေတင်ကွာတော့လုံးဝအားမလျှော့ပင်ရင်ဆိုင်က လုခဲ့ပါသည်။အေတင်ကွာရှေ့ကနေအမျိုးသမီးတယောက်အနေနဲ့ရင်ဆိုင်ကလုခဲ့တာမို့အမြန်ဆုံးဖြိုဖျက်နိုင်ခဲ့ပါသည်။ဖြိုပြီးတဲ့အချိန်မှာလေ အင်ပြန်ဆောက်ဖို့အားရှိသလားလှူပြန်ခဲ့ပါသေးတယ်အခုလိုလှူဖို့အတွက်အီတင်ကိုကဘသူစီကမှမယူခဲ့ပါဘူးအီတင်ကိုမှရှိတဲ့ငွေတွေနဲ့တောင်လှူခဲ့တာဖြစ်ပါတယ်အကုန်ဒုက္ခရောက်တဲ့ချိန်မှာကိုနိုင်တဲ့ဝင်အိုရောင်းထမ်းမှဆိုပြီးတော့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်အီတင်ကအဲ့လိုဆုံးဖြတ်ခဲ့ရကနေအောင်မြင်ဆုံးလုပ်နိုင်ခဲ့လို့ဂုဏ်ယူနေခဲ့တာပေါ့တကယ်လည်းပဲပရာဟိတလိုနာမည်တထားသူတွေထထောင်အီတင်ကပိုအောင်မြင်ခဲ့တာဖြစ်ပါတယ် အေတင်ကိုကြောင်းအိမ်ဆုံးရှုံးသူလူအများကအိမ်တွေပိုင်ဆိုင်နေခဲ့ပါတယ်။အခုလိုလှုပ်ပေးနိုင်တဲ့အပေါ်မှာလည်းအေတင်က အရန်ကိုပျော်ရွှင်ရပါတယ်။ဒါပေမဲ့နမဲကောင်းဝင်ယူနာမျိုးလည်းမရှိပါဘူး။အေတင်ကသူ့လှုပ်ပေးတာကိုနမဲကြီးချင်တာမဟုတ်တယ်လို့ကျေးဇူးတင်ခံရတာလူအများကြီးမှအောင်မြင်ချင်တာလည်းမဟုတ်ပါဘူး။သူ့လှုပ်တာတွေကတော့အောင်မြင်ချင်တာဖြစ်ပြီးဘယ်ရာကိုမှခူတုံးလောက်ကမကြော်ကြားချင်ခဲ့ပါဘူး။ဒါကြောင့်မို့လေသူ့လှုပ်တာကိုပရိုက်တာလှုပ်ရလို့ခေါင်းစင်မတက်ခဲ့ပါဘူး။ စကိုင်းတိုင်းမှာအလုံးပေါင်းတရာမန္တလေးတိုင်းမှာဆက်တလုံးနဲ့အားလုံးပေါင်းအလုံးရေ130လုံးတော့ဖြိုးပြနိုင်ခဲ့တာပါ အေတင်ကိုကတခြားဘသူမှမလုပ်တဲ့ရှာကိုလုံးချင်ခဲ့တာဖြစ်ပါတယ်ဆက်ရန်တရာကိုကင်ထွေတာကလုံငဲမှာတုံးနေကြဖြစ်တဲ့အတွက်အေတင်ကိုကဖြိုးပြတာကိုဦးစားပေးရွေးချယ်ခဲ့တာပါငလေးမှာဒီလုပ်ငန်းကလည်းအတိတ်ကဖြစ်တာမို့သူ့ဘက်ကနေအတက်နိုင်ဆုံးလုပ်ပေးခဲ့တာဖြစ်ပါတယ်လူအများငွေတောင်းကဖြိုးပြခဲ့ပေမဲ့ ူမကတော့အလက်ကလုပေးခဲ့ပါရင်ကြားထဲမှာရံဖြစ်ပြောဆိုခဲ့ရည်လည်းရှိခဲ့ပါရင်တက်ဖက်ကကောင်းတဲ့အင်က မဖြူခိုင်းတာမို့ရံဖြစ်က ဖြူရလည်းရှိပါရင်အေတင်ကဘသူ့မှာအမကူပဲတယောက်တည်းချက်တီကလှုပ်တဲ့လှုပ်ရက်တွေကြောင့်အားကျသူတွေများလာပါရင်စီးပွားရေးလောကမှာဆိုရင်လည်းတယောက်တည်းဥဆောင်နေရဖြစ်ပါရင်အေတင်ကရဲ့လှုပ်ရက်တွေကိုချီးကျူးမိလားဆိုတော့ပြောပြခဲ့ပါအောင်ရှင်ဟုတ်ကဲ့ပါ